ပါဗျာကျွန်တော်ကတော့ CSC နည်းပညာတွေကိုမျှဝေပေးနေတဲ့ဥစုအောင်မှဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အပိုင်းကတော့ battery mode အပိုင်းကိုကျွန်တော်မျှဝေပေးသွားမှဖြစ်ပါတယ်ကျွန်တော်မြန်မာပြည်မှာ CSC ထုတ်လုပ်တဲ့လူတွေအလွယ်ကူဆုံးနဲ့စတင်ပြီးတော့တနိုင်တစ်ပိုင်းထုတ်တဲ့လူတွေမကျွမ်းကျင်တဲ့လူတွေစပြီးတော့သုံးဆွဲသင့်တဲ့ mode ကတော့ battery mode စနစ်ပဲဖြစ်ပါတယ် battery mode ဆိုတာ အလွယ်တကူပေါ့နော်ကျွန်တော်တို့မြန်မာမှုပြုပြီးတော့ခေါ်လိုက်တာပေါ့ဟိုနိုင်ငံသားမှာတော့ဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်ဒီကလူတွေကဟိုဘတ်ထရီဦးတွေကပလိပြားတွေအကန့်လေးတွေအကန့်လေးတွေအကန့်လေးတွေခွဲပြီးပလိပြားလေးတွေကိုထည့်ထားတာတွေကိုအစွဲပြုပြီးတော့ကျွန်တော်တို့ CSC မူဒီမှာလဲဘတ်ထရီမူဆိုပြီးတော့အစွဲပြုပြီးတော့ခေါ်တာပေါ့နော်ဒါကတော့ဘလူပဲခေါ်ခေါ်ပေါ့ကျွန်တော်တို့ကသုံးလောင်းတဲ့စနစ်ရဖို့အတွက် အုပ်ထွက်ဖို့အတွက်ကျွန်တော်တို့တွေနိုင်ငံညာကနီးစနစ်တွေကိုလည်းကြည့်တယ် YouTube ပေါ်မှာရှိတဲ့စနစ်ကိုလည်းကြည့်ပြီးတော့ကျွန်တော်တို့တွေမမပြီမှာလွယ်လင်းတကူလည်းလုတ်တက်အောင်မယ်လွယ်လွယ်ကူကူလည်းကိုယ်တိုင်လည်းကူးယူလို့ရတယ်တခြားလူကလည်းမျှဝေလို့ရတဲ့ဒီမိုစနစ်ကတော့အလွယ်အလုံးကောင်းမှုနဲ့မိုးစနစ်ဖြစ်ပါတယ်သူတို့ကြောင့်ဘက်ထရီမိုးစနစ်မှာဆိုလို့ရှိရင်ဘာကောင်းလဲဆိုတော့ ဘထရီမိုစလုတ်တဲ့နေရာမှာတိကျရင်တိကျသလောက်သူကတိတိကျကျထွက်တယ်ကျင်တွေကျကျထွက်တယ်အဲ့တော့ကြောင့်ဘထရီမိုစလုတ်တဲ့နေရာမှာ ကျွန်တော်တို့ကပုတ်ကဲအမြင်က၈လက်မအနံက၄လက်မအလျား၁၈လက်မတချို့တွေက၄လက်မ၈လက်မ၂၄လက်မကိုကြိုက်တဲ့အုတ်ဆိုင်ကိုထုတ်လို့ရတယ် ုတ်တွေမှာ3လမဒူးလည်းထုတ်လို့ရတယ်6လမဒူးလည်းထုတ်လို့ရတယ်6လမဒူးလည်းထုတ်လို့ရတယ်10ပတ်လည်းလည်းထုတ်လို့ရတယ်9ပတ်လည်းလည်းထုတ်လို့ရတယ်အဲ့တော့ကိုကြိုက်တဲ့အုတ်ဆိုင်ကိုလုတ်ဖို့အတွက်ဘက်ထရီမူကိုစနစ်ကြကြဖန်တီးရတယ်အဲ့တော့ကြောင့်ဘက်ထရီမူကဘလို့ရှိတယ်လဲဆိုရင် ပုံမှာပြထားတဲ့အတိုင်းပဲဘေးမှာအပြားတစ်ချက်ဘေးမှာအပြားတစ်ချက်အကန့်ပေါ့နော်အဲ့ဒီမှာအကန့်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 လေးကြီး ကတ်ထားတယ်ပုံမှာပြထားတဲ့အတိုင်းပေါ့เนาะအဲ့ဒီအကန့်အကန့်နေရာဆိုလို့ရှိရင်ကျွန်တော်တို့အရင်နှစ်ဒီဟာကြံခဲ့တဲ့6 5 6နှစ်ကဆိုလို့ရှိရင်ဒီထဲမှာဆို1.2တို့2မီလီတို့3မီလီတို့4မီလီတို့တံပြားတွေအကန့်အကန့်နေကားတယ်အဲ့တံပြားတွေက6လက်မအမြင့်ရှိတယ်ဖြက်က18လက်မဆိုလို့ရှိရင်အုတ်က6လက်မ၄လက်မ၈လက်မ၁၈လက်မရှိအုတ်တကန်းနဲ့တကန်းက၄လက်မ အကွာဝေးရှိလို့ရှိရင်အဲ့ဒီအုတ်ထွက်လာတဲ့အုတ်ကလေးလက်မပြည့်ရှိတယ်အမြင့်ရ၈လက်မအဲ့တော့ကျွန်တော်တို့က frame မှာဟိုလူပိုက်နဲ့ frame ခွေတယ်ခွေပြီးလို့ရှိရင်အကန့်လေးတွေလုတ်ပြီးတော့အဲ့ဒီ slide ကလေးတွေနဲ့ထိုးပြီးတော့အံပြားတွေကိုကာပြီးတော့လုတ်တယ်အဲ့တော့ battery mode စနစ်မှာတက်တာတဲ့နီးစနစ်ကဘာလဲဆိုတော့အောက်ခံရင်အောက်ခံတဲ့ကြမ်းကင်းပြားမလိုဘဲနဲ့ဘေးအကာတွေပဲအသုံးပြုတဲ့ battery mode စနစ်က အောက်ခံကြံခင်းပြပါထည့်ပြီးတော့အသုံးပြုတဲ့ factory mode စနစ်က2မျိုးရှိတယ်။အောက်ခံကြံခင်းပြကိုထည့်ပြီးတော့တိဆောက်ထားတဲ့မိုဆိုလို့ရှိရင်ယူရာပြူရာတိတက်တာမယ်။အောက်ခံကြံခင်းပြမပါတဲ့မိုကတော့ကျွန်တော်တို့ factory mode ကိုလောင်းထည့်လိုက်လို့ရှိရင်ဘေးတွေကိုယူထွက်တဲ့အကြောင်းအပြင်ရပြီးတော့သဲတွေပုံပေးရမယ်။ဟိုတခြားဟိုဘာမယူအောင်လို့ ခုခုကာယံပေးရပါတော့နည်းနည်းလေးခက်ခဲတာတို့တဲ့ကြောင့်ဘက်ထရီမူလုံးမယ်ဆိုလို့ရှိရင်လည်းအောက်ခံအပြာပါရင်ပိုကောင်းပါတယ်ကျွန်တော်ဒီဆောက်ပေးထားတဲ့မူတွေမှာဆိုလို့ရှိရင် ကျွန်တော်ကဘေးပြားတွေကိုပတ်တာလေးနဲ့ကျွန်တော်ခုံလုပ်ထားတယ်ပေါ့နော်အဲ့ဒီဘေးပြားကြီးနှစ်ချက်လုံးကိုကျွန်တော်ကပတ်တာနှစ်ချက်သုံးချက်ဆွဲထားတယ်မူလောင်းပြီးသွားလို့ရှိရင်အဲ့ပတ်တာကြီးကိုကျွန်တော်လှန်ချလိုက်တယ်ကြားထဲမှာ အုတ်တွေနဲ့ ရားခံတဲ့အပြားတွေပဲကြံခဲ့တယ်အဲ့တော့အုတ်တလုံးကိုဆွဲထုတ်လိုက်အပြားတစ်ချက်ကိုဆွဲထုတ်လိုက်အုတ်တလုံးကိုဆွဲထုတ်လိုက်အပြားတစ်ချက်ကိုဆွဲထုတ်လိုက်ရင်ကျွန်တော်တို့ CSC အုတ်တွေရရှိပါတယ်သူတို့ကြောင့်ပထမတစ်ရက်မှာကျွန်တော်တို့က CSC ပျော်ရည်တွေကိုလောင်းထည့်မယ်လောင်းထည့်ပြီးရင်ပြစ်ထားလိုက်မယ်နောက်တစ်ရက်မနေ့ကျလို့ရှိရင်ကျွန်တော်တို့အုတ်တွေကိုဆွဲထုတ်မယ်တခါပြန်ပြီးတော့ဒီမိုးကိုပြန်ဆင်မယ်စီးဒီပါးတွေတုံမယ်ဟိုပါပေါ့ချောစီဒီပါးတွေတုံမယ်အင်ဂျင်ဝိုင်းဒီပါးတွေတုံမယ်တခါပြန်လောင်းမယ်ဆိုရင် တနည်းကိုတစ်ချိန်ပဲလောင်းလို့ရမှာချို့ကျွမ်းကျင်တဲ့စိတ်ယုံနေဆိုလို့ရှိရင်တနည်းကိုနှစ်ချိန်လောင်းလို့ရတယ်ဘာလို့နှစ်ချိန်လောင်းလို့ရလဲဆိုတော့တို့ကမနေ့အစောကြီးလုပ်ငန်းခွင်ဝင်နေ9နိုင်10နိုင်လောက်ဝင်နေတစ်ချိန်လောင်းနေအဲနှစ်ချက်တည်း3နိုင်လောက်ကြာရင်တစ်ခါဖြုတ်လိုက်တယ်နောက်တစ်ချိန်4နိုင်5နိုင်ကြာရင်တစ်ခါလောင်းပြီးသွားရင်နောက်တစ်ရက်မနေ့ကြာမှတစ်ခါပြန်ဖြုတ်တယ်အဲဒီတော့ကြောင့်ဘက်ထရီမူကလည်းကို လောင်းလို့ကျွမ်းကျင်ကျွမ်းကျင်တဲ့လောက်ထုတ်ယူလို့ရတယ်ဗက်ထရီမူရီအများဆုံးလုတ်တဲ့ site တွေကတော့၄လက်မှ၈လက်မှ၁၈လက်မှကိုဘီလက်မီတအိတ်ကို အလုံး20ပတ်ဝန်းကျင်လောက်ထွက်တယ်24လုံးလည်းထွက်တယ်အဲ့ဒီအတွက်ကြောင့်သူတို့ကဟိုဘောငါးတက်သားတစ်စုံပေါ့နော်ငါးတက်သားတွေကငါးတက်သားအပြားတွေရှစ်ပီ၄ပီ site တွေလာတော့အရှိပီရေကုန်ကိုအလုံး20 21လုံးလောက်ဖတ်တယ်ပေါ့နော်အဲ့ နေထားကိုလောက်ကြတာများတဲ့အလုံး20ထွက် site ကိုလောက်ကြတာများတဲ့ဗီဇာမြေတေးစားအလုံး20ထွက်အဲ့တော့ကျွန်တော်တို့ကဗီဇာမြေတေးကိုအလုံး20ထွက်တယ်ဆိုရင်တနည်းကို58လောင်းမယ်ဆိုလို့ရှိရင်အလုံး100မိုက9ခုဗီဇာမြေအိတ်က9အိတ်အုပ်လုံးထွက်မဲ့အလုံးက20ကို9နဲ့ပြောင်းရင်9နဲ့100တနည်းကိုအလုံး100အဲ့တော့ကြောင့်တနည်းကိုအုပ်အလုံး100 100လိုချင်ရင်မိုက9လုံးလိုမယ် တမူကိုအလုံးနဲ့ဆက်ထွက်မယ်၅လုံး၅လုံးနဲ့ဗီလက်မြန်၅အိတ်ကုန်မယ်မိုးက၅လုံးကုန်မယ်ဟုတ်လုံးကြီးတရာထွက်မယ်တရက်ကိုတရာတရာတရာပုံမှန်ထွက်မယ်အဲကျွန်တော်စပြီးတော့တနိုင်တစ်ပိုင်းလှုပ်ထွားဆိုလို့ရှိရင်မိုးတနည်းကိုကျွန်တော်၅ခုပဲလောင်းတယ်တနည်းကိုတရာတရာတရာပုံထားတယ်ဆယ်ပြည့်လို့ရှိရင်ကျွန်တော်တို့အလုံးအာတထောင်ရလို့ရှိရင်ကျွန်တော်တို့တစ်ခါဟုတ်ကိုစီလို့ရတယ်မဆိုလို့တခြင်းကိုအလုံးတရာလောက်ကုန်တာဟုတ် အဲတနေ့ကိုတချင်းလာတချင်းလာတချင်းလာလောင်းလာတယ်10ရက်ဆိုရင်ကျွန်တော်10ချင်းလာရတယ်တင်းတလုံးစောက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ့လိုလေးတတုပ်ပြီးတတုပ်လောင်းပြီးတော့ကိုယ်တိုင်ကိုရအိမ်ဆောက်လို့လည်းရတယ်ချန်ပီယံတွေလည်းကာလို့ရတယ်အဲ့တော့ကြ battery mover စနစ်ကအောက်ခင်းပြတဲ့စနစ်ရှိတယ်ဘေးကိုပတ်တာနဲ့ခောက်ချတဲ့စနစ်ရှိတယ်မယူတော့ဘောเนาะလောက်ရတဲ့စနစ်ရှိတယ်အဲ့ဒီအတွက်ကြောင့်အရင် ကြံခဲ့တဲ့၄၅နှစ်ကတော့ဒီတန်ပြားတွေက2မီလီလို့4မီလီလို့ဆိုရင်3 4 5လောက်မှရှိတယ်ဗောနော်အခုဆိုရင်တော့အဲ3 4သိန်းလောက်ဖြစ်နေပြီဗောနော်တိန်းနဲ့ချီနေပြီအဲ့အတွက်ကြောင့်ပြီးတော့ကျွန်တော်တို့ဆိုရင်ခုနောက်ပိုင်းတန်ပြားမတုံးတော့ဘူးဗောနော်ဟိုကုန်ကြတဲ့ဈေးဒီညစ်တဲ့လာမှာဆိုလို့ကျွန်တော်ဆိုလို့ရှိရင်ကွန်ပိုစစ်ပြားတွေကိုခြားခံတဲ့အပြားတွေအနေနဲ့တုံးတယ်ကွန်ပိုစစ်ပြားတွေကတော့နည်းနည်းလေးပျော့တယ်ဒါပေမဲ့ကွန်ပိုစစ်တဲမှာလည်း ဟိုနာမည်ရှိရဲ့ဂျီဘုံလို့ဟာမျိုးပေါ့တုံးတော့ပေါ့နော်အလူမာစတာတို့တခြားကွန်ပိုစစ်အသားတွေကလည်းပျော့တဲ့အသားတွေမတုံးပါနဲ့ဘာလို့ဆိုတော့ကွန်ပိုစစ်အသားတွေကပျော့တဲ့အတွက်ကြောင့်ကျွန်တော်မူလောင်းထက်လိုက်ရင်ဘိုက်ကြီးကဖောင်းသွားတယ် ဖောင်းသွားရင် အုတ်တရားမညီမညာတွေပြတ်တတ်တယ်သူတို့ကြောင့်ကွန်ပိုစစ်နဲ့ကပြီးတော့လောင်းတဲ့ဘက်ထရီမူတွေဆိုရင်ကျွန်တော်တို့ပထမစဉ်းစားရမယ့်ချက်ကအုတ်တွေကို CSC ပြောရည်လောင်းတဲ့အချိန်ကြလို့ရှင်တခါတဲ့အပြည့်မလောင်းနဲ့တဝက်တဝက်တဝက်လောင်း အဲတဝက်သုံးလုံးလောင်းပြီးတော့မှအပြည့်တစ်လုံးပြန်လောင်းဒါမှသူကဘိုက်ကိုအောက်ခြေကြီးမကောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့စပြီးတော့ CNC ပြော်ရည်ကိုလောင်းရင်ကြမ်းပြင်ကိုအရင်ဖြည့်တယ်တစ်လုံးတဝက်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 လောင်းရတယ်၄၅၆လုံးလောင်းရပြီဆိုတော့မှဒီကသုံးပုံတစ်ပုံလောက်ပေါ့ဒီကလောင်းတယ်ပြီးတော့မှနောက်တစ်ခါပြန်ပြီးတော့ဖြည့်ပြီးတော့လောင်းတယ်အဲ့ဒါဆိုရင်အုတ်ဒီက composite တွေကမယူရတဲ့အတွက်ကြောင့်အုတ်ဒီညီညာထွက်တယ်အဲ့တော့ ီဘက်ထရီမူတွေကိုလုတ်တဲ့နေရာမှာလည်းဒီအထောင်ပြားရဲ့ကြံရင်းပြားရဲ့ကိုကျင်တွင်ကြောက်အောင်လို့စပြီးတော့တိဆောက်တဲ့နေရာမှာတိဆောက်ရမယ်ဘီထောင်နဲ့အပြားတွေကလည်းဘီကိုမໃຫင်သွားအောင်လို့ချုပ်တန်းနေပါတယ်ထည့်ပေးရမယ်အဲ့တော့ဒီဘီထောင်နဲ့အပြားတွေကໃຫင်သွားလို့ရှိရင်အုတ်တွေကရွေ့ပြီးထွက်လာမယ်အဲ့တော့အောက်ခင်းပြားနဲ့ဘီထောင်နဲ့ပြားကကျင်တွင်မကြောက်လို့ရှိရင်အုတ်တွေကဒီလိုလေးကပြီးထွက်လာလိမ့်မယ်အဲ့တော့ကြောင့် CAC မိုဘက်ထရီမိုလုတ်တဲ့နေရာမှာဒီဘေးထောင်နဲ့အပြားနှစ်ပြားလည်းအရေးကြီးတယ်အောက်ခင်းပြားလည်းအရေးကြီးတယ်ဘေးအောက်ခင်းပြားနဲ့ဘေးထောင်နဲ့အပြားတွေကကျင်တွဲကြနေရမယ်နောက်ပြီးတော့ဒီလိုကားတဲ့အကန့်နေရာလည်းကားတစ်ခုနဲ့တစ်ခုလီလမ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 စီမှာကျွန်တော်တို့ slide တွေထိုးပြီးတော့အပြားတွေထဲမှာလီလမအပြားတစ်ခုထည့်မယ်လီလမအပြားတစ်ခုထည့်မယ်အဲ့ဒါတွေလည်းညီနေရမယ်အဲ့ဒါမှအုတ်ထွက်တွေရလည်းညီနိုင်မှာ ဖြစ်ပါတယ်တချို့ ပေါ်တော့ဟိုယူရီးယားတို့မလေးရှားတို့ဒီဘက်ကနိုင်ငံသားတွေပြီးတော့တွင်းတဲ့မူတွေရှိပါတယ်အဲ့ဒီမူတွေဆိုအရန်တိကြတယ်သူတို့ကတန်ပြားတွေကို CNC စက်တီနဲ့ထောက်ထားတဲ့အတွက်ကြောင့်သူတို့ကတော့အတိကြအဲ့မူတွေကထွက်တယ်အခုနောက်ပိုင်းအဲ့မူတွေကနည်းနည်းလေးရှားပါပြီเนาะတချို့လုပ်ငန်းရှင်တွေရှိမှာတော့ရှိပါတယ်ပုံနှဲမှာပါတဲ့မူတွေကတော့နိုင်ငံသားတင်သွင်းထားတဲ့ CNC မူတွေနဲ့ ဖြတ်ထားတဲ့မူတွေဖြစ်ပါတယ်ဒီမူတွေကတော့တော်တော်လေးဈေးကြီးပါတယ်50သိန်းအထက်မှာရှိပါတယ်ဒါတွေကတော့နိုင်ငံခြားအတင်းသွင်းထားတဲ့မူတွေပါဒီမူတွေကတော့အခုလောလောဆယ်မြောက်ဝတီမှာရှိတဲ့လင်းဘလောက်ကထုတ်နေတဲ့ပုံတွေကပါတဲ့အတိုင်းမူတွေဖြစ်ပါတယ်ဒီမူတွေကဆိုလို့ရှိရင်မူတမူကိုသူကအုတ်20နဲ့9လုံးလောက်မြည်ထွက်တယ်မူကလည်း24လမစိုက်၄လမ8လမ24လမစိုက်29လုံးထွက်တယ် ဲ့ဒီမူတွေကျွန်တော်သိရချိန်တုန်းကဆိုရင်56သိန်း9သိန်းလောက်ပေးရတယ်အခုဆိုရင်တော့တိတ်ပြီးတော့ရှားတော့ရှားသွားပြီတင်သွင်းတဲ့လူလည်းတိတ်မရှိဘူးပေါ့နော်ဒီမှာအဲ့မူတွေကိုနမူနာကြည့်ပြီးတော့ကျွန်တော်တို့စက်မှုစုံတွေမှာ CNC စက်တွေနဲ့ဖြတ်ပြီးတော့ကိုယ်တိုင်တိဆောက်လို့လည်းရပါတယ်မူနဲ့ပတ်သက်ပြီးတော့တရင်အချက်လက်တွေနဲ့ဓာတ်ပုံနမူနာတွေလုပ်ပုံလုံးကြီးတွေသိချင်လို့ရှိရင်ကျွန်တော်ကို Viber 09 4255888988ကိုဆက်သွယ်ပြီးတော့နမူနာပုံတွေတောင်းယူရပါတယ်။လိုအပ်တဲ့မိငုံတွေရှိခဲ့ရင်လည်းမူနဲ့ပတ်သက်တဲ့အကြံဉာဏ်တွေရှိရင်လည်းတောင်းယူရပါတယ်။သို့မဟုတ်တက်တာတဲ့အမူလေးတွေလုတ်ပြီးပါဆိုလို့ရှိရင်လည်းကျွန်တော်မှလုတ်ပြီးသားလေးတွေရောင်းချနေတဲ့ဟာလေးတွေရှိပါတယ်။ဟိုကြိုတင်မှိုင်းလည်းရပါတယ်။တစ်ခါတလေကြာရင်လည်း ိုလုတ်ပြီးထားတဲ့ဟာလေးအဆင်သင့်ရှိရင်လည်းယူသွားလို့ရပါတယ်။အရင်ချိန်ကတော့မူတမူ3သိန်း2သိန်း3သိန်းလောက်ကြာတာပေါ့နော်လုံး20လောက်ထွက်တယ်မူတမူအခုတော့ဗေစီးတွေကြာနေတော့တော့မသိဘူးပေါ့နော်ဟိုအလုံး20ထွက်ပေါ့နော်အကယ်၍ကိုယ်တိုင်လုတ်ချင်တယ်ဆိုလို့ရှိရင်လည်းကိုယ်တိုင်းလုတ်ပါကိုယ်တိုင်းလုတ်ယူဖို့အတွက်ဓာတ်ပုံနမူနာတွေ တောင်းကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Viber ကိုဆက်သွယ်ပြီးတော့ပုံစံနမူနာတွေတောင်းယူရပါတယ်။ဒီဟာကတော့ဒီနေ့တင်ငန်းဆိုင်လေးကတော့ retrieve မူတွေကိုဘယ်လိုလုပ်ယူရမလဲဆိုတဲ့အပိုင်းလေးဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်အပိုင်းမှာလည်း CSC ပြုံရည်တွေကိုလောင်းတဲ့ မူစနစ်เนาะမူစနစ်အကြောင်းလေးတစ်ခုကိုထပ်ပြီးတော့မျှဝေပြီးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါစို့